ါ့ကိုမုန်းလိုက်စမ်းပါကျင်းလေးမုန်းလိုက်စမ်းပါမုန်းလေအရှာမုန်းလေကျေးဇူးတင်ရှိရတော့တာဒီဟာဟာတာဒီပါတာဒီပါတကယ်ဆိုရင်ဟောကလည်းကျွန်မရဲ့ကိုတာဒီနဲ့ချစ်သူတွေပါကျွန်မကိုတာဒီကိုအရင်ချစ်ပါတယ် ကျမကိုတာကြီးနဲ့လက်ထပါပါဆာလို့ကိုတာကြီးနဲ့ခေါ်ရလိုက်တယ်ဘောပါဘောခေါ်ခိုင်းလိုက်တာပါအဲ့လိုလူကြီးတွေရှယ်ပါမကြီးတော့မပြောတာလေဘောလားကလို့ဘာတောင်းနေလို့ပြလာလေတာကြီးကြီးပါတယ်ဝင်ကြီးသားပါဆာတာကြီးကြီးပါတယ်ဟိုနေလို့မြောင်းအောင်မျက်စိရှိရတဲ့တွက်တော်တော့ဟာ โอเคလေးစင်သားလို့မြင်ရပါကျွန်တော်ဒီဗီဒီယိုလေးအပြီးမှာပေါ့နော်ပြောစရာလေးတစ်ခုရှိတာဗာလဲဆိုတော့ကျွန်တော်တို့တွေပေါ့နော် online ကနေပဲဝင်ငွေရှာတာပဲဖြစ်ဖြစ်ကျွန်တော်တို့ခုချိန်ကာလက attention economy ခေပေါ့နော်ကျွန်တော် attention ရအောင်ယူဖို့လုပ်တယ်ဒါဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒါကိုဦးပြောတဲ့သူဆိုတော့ကျွန်တော် TikTok account လေးကနေပြီးတော့ခရီးဒီတွေ့တာပေါ့เนาะသူဆိုလို့ရှိရင်ဒီရုပ်ရှင်မင်းသားမင်းသမီးတွေရဲ့ပေါ့เนาะဒီ ုံစံတူတွေလိုက်ပြီးတော့မှသရုပ်ဆောင်တယ်တကယ်လဲတူကြတယ်ပေါ့နော်တူကြတော့ကြတော့ attention ရသွားတယ်ပေါ့နော်ဒီတော့ကြတော့ကိုယ်အနေနဲ့လဲ online ကနေပြီးတော့ဝင်ငွေတစ်ခုဖန်နေကျင်တယ်ဆိုရင် attention ရအောင်ယူဖို့လိုတယ်ကွာတခြားသူတွေလည်းမတူဘဲနဲ့ပေါ့နော်အဲကိုယ့်ရဲ့ထူးခြားမှုကပါလဲပေါ့နော်တမှုထူးခြားတဲ့ပုံစံတွေကျွန်တော်တို့လုပ်ဖို့လိုတယ်ဖန်တီးဖို့လိုတယ်ပေါ့နော်အဲ့တခုကိုကစီးပွားရေးလုပ်ငန်းတခုစလုပ်မှာဆိုလို့ရှိရင်လည်းစဉ်းစားစရာတစ်ချက်ရှိတာကကိုပေးမဲ့ပေါ့နော်ကိုရောင်းမဲ့ customer တွေကိုယ့်ရဲ့ audience အနေနဲ့ပေါ့နော်ကို target ကျွန်တော်တို့တတ်မှတ်ပြီးတော့မှသူတို့ attention ရအောင်ဘယ်လိုမျိုးတွေလုပ်မလဲပေါ့နော်အခုဆိုရင် အားလုံးသိကြတဲ့အတိုင်းပဲကျွန်တော်တို့နံပါတ်ကြီးတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဆယ်လီတွေပေါ့နော်ကျွန်တော်တို့ဖိတ်ကြားပြီးတော့မှကျွန်တော် attention ရအောင် UI လဲအားလုံးတွေးကြလိုက်မှာပေါ့နော်